ဘုမေရှောက်ဝင်ပြုပါရှင်ဗျာတပည့်တော်မှာတားတယောက်ရှိပါတယ်ရှင်ဗျာသူ့ရှင်ပြုပေးဖို့လည်းရှိပါရှင်တချို့ရှင်လောင်းလဲရဟန်းကန်ရှင်ပြုပွဲတွေမှာရှင်လောင်းလဲတာအနှက်ပြတာတွေကိုကြုံမှုပါတယ်ဗျာတကယ်လို့အဲ့ရှင်လောင်းလဲတာအနှက်ပြတာတွေကတကယ်လိုအပ်တာတွေလားတောင်းမို့အဓိကတကယ်လိုအပ်တဲ့အချက်တွေကိုတပည့်တော်သိကြပါတယ်ဗျာမလိုအပ်ပါဘူးเนาะအဲ့ဒါတွေကဘယ်ရစကမှန်ကိုမသိတော့အဲ့နှက်ပြတယ်ဆိုတဲ့အလုပ်က ဖြတ်ကိုဖြတ်တင်တဲ့ကိစ္စပါတကယ်ဖြစ်တဲ့တာကဘုံအင်းချောင်းကိုဆော့ဆော့ပို့တင်တဲ့ကိစ္စပါတင်ပါတယ်ဘုံအင်းချောင်းကိုဆော့ဆော့မပို့ဘူးဟိုဘယ်လိုပြောမလဲမနဲ့ပြန်ရန်ခံတော့မယ်ဒီနေ့ညဘူးတို့ခေါင်းတော့မယ်ရှိသေးတယ်ဘူးတို့မယ်ရထုံးရင်တလားနောက်ဆုံးညကွာဆိုပြီးဟာပမူးချတာလေတငယ်ချင်းတွေပေါင်းပြီးဟာနော်အဲ့တော့မနဲ့ရန်ခံကနေကြလို့ရှင်အဲ့ဒါပါဇက်ကအရင်ကမပြောက်သေးဘူး ဒေါလဘဖို့လာကြတဲ့ပုံစံမျိုးပြောပြတာကိုစတော့ကြုံဘူးတယ်နှစ်ကြိတ်တာတချို့မှာဒေါလဘဖို့လာကြတဲ့အဲ့လိုမျိုးတွေလာကြတာဆိုတော့တကယ်ဖြစ်တဲ့နာကဖုံးရင်းကြောင်းကိုအ ਨੇ ဆုံးတပတ်လောက်ဂျူလာတင်တာနော်အဲ့လိုနဲ့ပြမဲ့အတူတူဖုံးကြောင်းကိုပြတင်တယ်လို့စင်ပြောပြတာနော်အဲ့တော့ဖုံးကြောင်းကိုတပတ်လောက်ဂျူပို့လိုက်လို့ရှိရင်သူလိုက်နာရမယ့်စီကံလေးတွေကိုချုပ်တင်ပြောပြထားလို့ရတယ်ကိုရင်ဘွားမှာဒါတွေဒါတွေလုတ်တင်တယ်ဥပမာကိုအထူးသဖြင့်ကိုရင်ပေါ့နော်ရဟန်းဆိုရင်တော့သူကကမ္ဘာသာဖက်လိုက်ရဟန်းဖြစ်တယ်ကိုရင်ကြတော့ကမ္ဘာသာဖက်လို့မရဘူးသူကိုယ်တိုင်ကိုက ဒီဗုဒ္ဓတရဏံကိစ္စာမေဓမ္မတရဏံကိစ္စာမေတန်ခတရဏံကိစ္စာမေကိုထန်ကရင်ကြကြဖတ်ညွတ်နိုင်ရမှာတင်ပါထန်ကရင်ကြကြမရွတ်တိုင်သူကိုရင်မဖြစ်ဘူးဘလောက်ပဲသင်္ကန်းပတ္တာပတ္တာကိုရင်မဟုတ်ဘူးအဲ့တော့တရဏဂုံကိုထန်ကရင်ကြကြညွတ်နိုင်အောင်သူ့ကိုအကြောင်းကိုပို့ရမှာတင်ပါအကြောင်းကိုပို့ပြီးတော့ဒီဗုဒ္ဓံကိုဘယ်လိုယူရမလဲဓမ္မံကိုဘယ်လိုယူရမလဲတန်ခံကိုဘယ်လိုယူရမလဲဆိုတော့သူသင်ရမှာ ဖြစ်တဲ့နာကလေအဲ့ဒါဖြစ်ရမှာပါအဲ့တော့နက်ပြတာတွေရှင်ရှင်လောင်းလှက်တာတွေကမလိုအပ်တဲ့ကိစ္စတွေပါနော်အချိန်နဲ့ကုန်တဲ့လူလဲပန်းနဲ့ငွေလဲကုန်ပါတယ်ငွေလဲကုန်ပါတယ်အဲ့တော့မိဘတွေအနေနဲ့အဓိကလုပေးရမယ့်အချက်လေးတွေကဘာလေးတွေရှိပါသလဲမိဘတွေအနေနဲ့ကတော့ဦးဇင်းတို့သူလိုအပ်တဲ့ပရိက္ခရာနော်ကပ်ပြီးမယ်ပေါ့နော်ကိုရင်နဲ့ရဟန်းခံမဲ့သူသူလိုတဲ့တပိတ်သင်္ကန်းပရိက္ခရာကပ်ပြီးမယ်ပြီးရင်ကျောင်းဝင်စောစောစီးစီးပို့ထားလိုက်မယ်ဒါပဲအဓိကပဲအဲ့တော့ကျန်တာကျောင်းရောက်လို့ရှိရင်သူ့ကိုသင်ကြားပေးမယ့်တာဝန်ကတော့ကျောင်းကဘုန်းကြီးတွေရဲ့တာဝန်သာဖြစ်တယ် เนาะအဲ့တော့ကျန်တာကမိဘတွေကိစ္စမဟုတ်တော့ဘူးမိဘတွေရဲ့ကိစ္စကတော့အเจ้าကိုပို့ဖို့ကိစ္စနဲ့ပြိခရာလူနှံမှုကိစ္စလောက်ပဲရှိတယ်ကျန်တာလုံးစီရမလို့အเจ้าကိုရောက်သွားလို့ရှင်သူ့ကိုပြုတ်ပြင်ရမယ်တောင်းတင်ပေးရမယ်တောင်းမှာဆရာသမားတွေရဲ့တောင်းဝန်ဖြစ်သွားပြီเนาะအเจ้าကိုမြင်မြင်ပို့ဖို့အရေးကြီးဆုံးပဲเนาะအဲ့တော့မလို့အဘက်နဲ့လို့ရှင်နောက်လှည့်တာတွေရအန်ဒရယ်လည်းများလုံးအကြီးပါတယ်ပတ်စံလည်းအရန်ကုန်တယ်เนาะမကောင်းပါဘူးဒီအချင်းတွေရောက်စလို့ပယ်တဲ့တယ်လို့ဦးစင်းလို့မြင်တယ်လေเนาะဟုတ်မိကိုမေးရှောက်ခွင့်ပြရမှာပါဗျာဟုတ် 38မင်းနဲ့တည်းကိုကိုးကွယ်လို့ရှိရင်တရနကုံပြတ်တယ်လို့ကြားဖို့ပါခင်ဗျာဒါမဲ့ပေါ့တပည့်တော်ရဲ့အမေတွေအဖွားတွေကကျွန်တော်အိမ်တွင်လို့ရွာတော်ရှင်လို့အဲ့လိုမျိုးတွေကို ဆုံးကတ်တယ်ဖေကဟိုတောက်တော်ရည်နေပါ යි ပေါ့နော်တပည့်တော်ကကြတော့ကိုယ်တိုင်မကတ်ချင်ဘူးဖေကဒါပေမဲ့တခါတလေအမေကကတ်ခိုင်းတဲ့အခါကတ်လိမ့်မိရဲ့ဖေကအဲ့လိုမျိုးဆိုလို့အဲ့ချိန်မှာအပြစ်မဖြစ်အောင်ဘလို့စိတ်နဲ့ဒီတောက်တော်ရည်ပါကတ်လို့ရလဲဖေကဥပမာအမေကိုစိတ်ချမ်းသာစေခြင်းနဲ့စိတ်နဲ့ကိုကိုးကွယ်ခြင်းလို့မဟုတ်ပဲနဲ့ကတ်တာမျိုးဆိုရင်ရောရပါသလားဖေကอืมရပါတယ် तू ကိုးကွယ်မှသာတရဏဂုံပြတ်တာပါနော်ကိုးကွယ်တာတရဏဂုံပြတ်တယ်ကိုးကွယ်တာမဟုတ်ဘဲနဲ့သူတို့ကိုပူဇော်တယ်ပေးကမ်းတယ်ကျွေးမွေးတယ် ါကအပြစ်မရှိဘူးလေလေဒီဆရာတော်ကြီးရဲ့နော်စာအုပ်တုပ်ထဲမှာပါတယ်ကျန်းစာဆုံးနာမည်တော့တိတိကျကျမသိတော့ဟိုဓမ္မဒီပဏီလားမသိဘူးလေအဲ့ထဲမှာပါမယ်ထင်တယ်အဲ့ဒီယနေ့ရိုးရာနတ်တွေကိုပေါ့နော်ကိုးကွယ်တာမဟုတ်ဘဲနဲ့အလှဲ့ကြပူဇော်တာပေါ့နော်ကိုရွေရွက်ချက်ကဘာလဲဆိုလို့ရှိရင်ကိုလေတွေတီးနှံဖုန်ဖြိုးအောင်ပေါ့နော်လေယာတွေတီးနှံဖုန်ဖြိုးအောင်မိမိတို့ကိုတခုခုစီးပွားအဆင်ပြေအောင်မဆောက်အောင်ဆိုတဲ့ရွေရွက်ချက်မျိုးနဲ့သူတို့ကိုပွဲတင်ကြတယ် ဒါတွေကသူတို့ကိုကိုးကွယ်တာမဟုတ်ဘူးကိုစီးပွားအောင်မြင်အောင်လို့သူတို့ကိုပေးကမ်းတဲ့သဘောပဲကျွန်တော်ကြီးကဘာနဲ့ဥမာပေးလဲဆိုတဲ့အခါကျတော့ဟိုနိုင်ငံအုပ်ချုပ်ဘရင်နဲ့ဆရာတော်ကြီးဆရာတော်ကြီးဥမာပေးတယ်နိုင်ငံတော်ဘရင်အစိုးရကိုအခွန်ဆက်သရတယ်အခွန်ပေးရတယ်ဆိုတော့ပေးခြင်းနဲ့စိတ်မရှိဘူးအခုမပေးရင်ကိုကိုသူတို့ကဖမ်းမယ်စီးမယ်အေးအေးယူမယ်တခုခုလုပ်မယ်ကိုစီဝါရေးကိုပိတ်ပင်မယ်ပေါ့နော်အဲ့တော့ကိုစီဝါရေးကိုထောက်ပံ့ဖြစ်အောင်သူတို့ကိုပေးတာကမ်းတာနော်အဲ့ဒီသဘောပဲတဲ့ဒီ net တွေကို ဒီပွဲတွေပေးထိုးခြင်းဒီသူတို့ကိုပူဇော်တာမဟုတ်ဘူးကိုယ်စီးပွားရေးကိုသူတို့ထောက်ပံ့ပါစေဆိုတဲ့ဘောမျိုးနဲ့ပေးတာခံတာဖြစ်တယ်အဲ့ဒါဆိုရင်တော့ဒါကိုယ်ကိုယ်ရမယ်တို့ကြောင့်တရဏဂုံမဖြစ်ဘူးလို့လေဒီဆယ်တို့ရှင်းပြတာရှိပါတယ်နော်အဲ့လိုပဲလောက်ရှိတာလဲဆယ်တို့ရှင်းပြတာအဲ့လိုမျိုးပဲဟိုဆိုရှင်ဘရင်ခေစနေတော့ဆိုရင်ဒါဘရင်ကတော့လောက်ရှိတာသေးတာပဲလေဟုတ်လားဒါကိုယ့်ထက်ကြီးတဲ့တကြီးလူတွေတော့လောက်ရှိတာသေးတာပဲလေအဲ့လိုပဲကိုယ့်အကျိုးစီးပွားအတွက်ဒီနှက်ကိုလောက်ရှိတယ်ပေါ့နော်ဒါဟာ ကိုကိုရအနေနဲ့လောက်ချင်တရဏဂုံပြတ်တယ်ကိုကိုရအနေနဲ့ပူဇော်ရင်တရဏဂုံပြတ်တယ်ကိုကိုရအနေနဲ့မဟုတ်ဘဲနဲ့ကိုစီးပွားအောင်မြင်အောင်လို့တို့ကိုလောက်ချီတာတို့ကိုပေးကမ်းတာဟာဒါကတရဏဂုံပြတ်တဲ့အလုံးမဟုတ်ဘူးလို့ရှင်းပြရတယ်။ဒါကြောင့်ခုနကကိုမှာကိုကိုရလိုတဲ့စိတ်မရှိဘူးမိဘတွေကရေးသွားတင်လိုက်လို့ပြောလို့သွား